ောက်ကြသာသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါเนาะတောက်ကြသာသမီများအတွေ့ပတ်စဉ်တောက်ကြနေညနေ6:00နာရီမှာပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကြေပွင့်တဲတော်နမိတ်ကိုတဲတော်ကခုနကချပြီးတော့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါအဲ့တော့တောက်ကြသာသမီတွေတွေပရမအုံဆုံးပြောချင်တာတော့ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတာမှာသူသူဆက်ဆက်မေရောဤဆိုတဲ့နမိတ်ကြတာပေါ့เนาะအဲ့မေရောဤနမိတ်ကကြတော့အင်မတန်မှကောင်းပါတယ်အဲ့တော့တောက်ကြသာသမီတွေကငွေကြေးနဲ့ပတ်သက်ရင်ကံတာတာအရန်ကောင်းတဲ့အချိန်ကာလမျိုးဖြစ်ပါတယ် ဝိဇာမာတကယ်သူနတ်မာတကယ်သူမေတော်ရီကူညီစောင့်ရှောက်တကယ်သူငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်ပြေသွားတတ်ပါတယ်။ဒါမှမဟုတ်ငွေကြေးနဲ့ပတ်သက်တဲ့ကံစားတာတွေတော်တော်ကြီးကောင်းမှာငွေကန်ကောင်းတယ်ပေါ့နော်။ငွေကန်ကြေးကန်ကောင်းတယ်။ဒါကြောင့်တောက်ကြသားသမီးတွေကမမျော်လင့်မနဲ့ထီပေါက်တကယ်သူငွေစုလိုက်ပြန်လိုက်ဝင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ငွေကြေးကိုအကြောင်းပြုပြီးတော့လေစိတ်ချမ်းသာပျော်ရွှင်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ တောကြသားသမီးတွေရဲ့ဘဝမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေရှိနေတယ်ပူပင်သောကတွေရှိနေတယ်ဆိုရင်စိတ်မပူပါနဲ့သေချာပေါက်အဆင်ပြေနိုင်တယ်သေချာပေါက်ကြောရွှင်ချမ်းမြေ့စွာနဲ့အောင်မြင်နိုင်တဲ့ကံတရာမျိုးရှိပါတယ်နောက်တစ်ခုကတောကြသားသမီးတွေသတိထားရမယ့်ကိစ္စလေးတွေလည်းရှိပါအဲ့ဒါဘာလဲဆိုတော့လူမှုရေးမှာမနိုင်ဝင်ထမ်းရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်တော့ပဇံချီတာတွေငားတာတွေအာမခံတာတွေလုံးဝမလုံးတင်ပါလုံးရင်လုံးရင်လည်းသူက သူကလူတယောက်ကဒုစရအကြောင်းကိုထမ်းပြီးတော့မနိုင်ဝင်ထမ်းနေတဲ့သင်္ကေတနမိတ်ဖြစ်တယ်။အာမခံတယ်။ဒါလေးတွေကူညီပေးပါအောင်ဆိုလိုက်ကူညီပေးတယ်၊လှုပ်ပေးပါအောင်ဆိုလှုပ်ပေးတယ်၊လှုပ်ပင်း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 နဲ့သူများကိုအာမခံထားတဲ့ကိစ္စတွေဟာကိုယ်တိုင်ရောပြီးတော့ပြဿနာဖြေချင်ရတယ်။လူမှုရေးကဏ္ဍပြဿနာကတော့တေချာပေါင်းကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါတော့တောက်ကြသားသမီးတွေပရမအုဆုံးအထူးသတိထားမယ့်ကိစ္စကတော့ ပတ်စံကြီးတယ်ငားတယ်အာမခံတဲ့ကိစ္စတွေကို လုံးဝမလုပ်သင့်ပါဘူးနောက်တစ်ခုကကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတာတာတော့တောက်ကြသားသမီးတွေအတွက်တော်တော်လေးကောင်းပါကျမ်းမာရေးကံတာတာကောင်းတယ်ကျမ်းမာရေးကိုအကြောင်းပြုပြီးတော့ဒါစိတ်ချမ်းသာပျော်ရွှင်ရမယ်ယောဂကြည်တိမမာဖြစ်မဲ့ကံနမိတ်မျိုးတွေတော့မရှိပါဘူးဒါကြောင့်တောက်ကြသားသမီးတွေကကျမ်းမာရေးကံတာတာကောင်းပါကျမ်းမာရေးညံ့နေရင်တော့မှကျမ်းမာရေးပြန်ပြီးတော့ကောင်းတတ်ပါတယ် ကျမကြီးကိစ္စကိုအကြောင်းပြုပြီးတော့နိုင်ငံသားတိုင်းပြည်တွေမှာတွားရောက်ပြီးတော့စေဝါကုသဖို့ကြိုးစားအားထုတ်နေတဲ့တောက်ကြသားသမီးတွေအတွေ့ကျမကြီးနိုင်ငံသားခရီးကိစ္စတွေထူးထူးခြားခြားအဆင်ပြေတတ်ပါတယ်။နောက်ဆွေးနွေးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်ရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့တွဲလောင်းဆွဲခံရသူဆိုတဲ့တွဲလောင်းဆွဲခံရသူဆိုတဲ့နမိတ်ကတို့လိုတွဲလောင်းဖြစ်တာပေါ့နော်။တန်လိုင်းကြီးဖြစ်တာပေါ့။အဲ့တော့ဆွေးနွေးသားချင်းတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမပြီးမပြတ်အခြေအနေမျိုးလေးတွေကြုံရတတ်ပါတယ်။ မပြီးနိုင်မစီးနိုင်အဲ့တော့ဆွေမျိုးသားချင်းတွေအမှုဖြစ်တယ်အဲတတော်နဲ့မပြီးသလိုဖြစ်တတ်တယ်ဆွေမျိုးသားချင်းတွေရရကြီးတဲ့ငွေကြေးလေးတွေရှိတယ်တတော်နဲ့မရနိုင်သူကဲသူဖြစ်တတ်တယ်အဲ့တော့ဆွေမျိုးသားချင်းဆိုတဲ့ခေါင်းစဉ်အောင်မှာဆိုရင်ကြာမယ်လို့နားလည်ထားတယ်မှာဒါလို့မကြအောင်ကိုယ်ကစူးစမ်းအထုတ်တင်ပါဆွေမျိုးသားချင်းတွေပူးတွဲပေါင်းစပ်ဆက်တူရှယ်ယာလုပ်ငန်းတွေ လုံးဝမလုံးတင်ဘူးလို့ပဲအကြံဉာဏ်ပေးခြင်းပါเนาะနောက်တစ်ခုကအလုတ်အကင်အလုတ်အကင်နဲ့ပတ်သက်ရင်တော့ဓာငါလဲဆိုတဲ့နမိတ်ကြဓာငါလဲနမိတ်ကကြတော့အလုတ်မှာအနိုင်ကျင့်ခံရတာမျိုးလေးတွေဂျုံရတဲ့အလုတ်မှာပြဿနာပေါ်လာမျိုးလေးတွေဂျုံရတဲ့ကိုပိုင်စည်းဝါးရေးလုပ်ငန်းလုပ်နေတယ်ဆိုရင်လေကိုပိုင်စည်းဝါးရေးလုပ်ငန်းတွေမှာဦးနှင်းပဲထောင်ပယ်နှင်းဦးထောင်လုပ်ဖို့ကံပေးခြင်းအစင်မပြေတာကိုယ့်ရဲ့အလုတ်သမားချင်းချင်းအစင်မပြေတာကိုယ့်ရဲ့အလုတ်သမားတွေရန်ဖြစ်တာ တယောက်နဲ့တယောက်ပြဿနာဖြစ်တာအဲ့ဒါမျိုးလေးတွေကြုံရတတ်တယ်။ဒါပေမဲ့ဒီကလာမှာအလုပ်လုပ်ရတာတတော်ကြီးကိုစိတ်မောလူမောကြုံရတတ်ပါ။နောက်ကော်မတီဝန်ထမ်းလုပ်တယ်၊ဆွေရဝန်ထမ်းဌာနလုပ်ငန်းတွေမှာ လုပ်ကင်ဆောင်ရနေတဲ့သူတွေမှာဆိုရင်လည်းပဲပူပေါင်းပါရုံဝင်မှုတွေအားနေတဲ့တွေ့ကိုကစိတ်မောလူမောကြုံရတတ်ပါ။ကိုယ့်ရဲ့လုံဘောကံဘက်တရားကိုပူပေါင်းပါဝင်မှုအာနေတယ်ကိုယ့်ရဲ့လဲအောင်ငယ်သားတွေဟာကိုယ့်ရဲ့အမိန်ဩသာအာနာကိုမနာခံတဲ့ကဲ့သို့ရှိတတ်ကိုယ့်ရဲ့အထက်လူကြီးကလည်းကိုယ့်ကို နည်းနည်းလေးညစ်သလိုဘေးဖယ်ထားသလိုမျိုးလေးကြီးဂျုံအောင်အဲ့တော့ကိုယ့်အတွက်အလုံးနဲ့ပတ်သက်ရင်တော့ဘေးကျက်ညံကျက်အဲ့မျိုးဂျုံတတ်တာပေါ့နော်ဒါကြောင့်မလို့စိတ်မောလူမောဖျားတတ်တယ်အလုံးကနေထွက်ပြစ်ကျင်သိပေါက်တတ်တဲ့အခြေအနေကြီးဂျုံရတတ်ပါဒါကြောင့်ဒီကလာမှာအလုံးနဲ့ပတ်သက်ရင်တော့တော်တော်လေးခေါင်းစားတယ်အလုံးကိစ္စတွေကတော့နည်းနည်းသတိထားတဲ့လုံးရင်ကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်ဘူးလားဆိုရင်တော့ကိုယ့်ရဲ့အာနေချက်တွေအာသာချက်တွေ အခြေအနေတွေကိုအဖမ်းမှန်အထက်ထက်စဉ်းစားချင့်ချိန်ပြီးတော့မှ ဆုံးဖြတ်တင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ချိန်နောက်နေပတ်သက်တဲ့ကံတရာမှာကြတော့ကောင်းတယ်အကောင်းများပါအခြေအနေပါတဲ့ကန္တာတာကောင်းတယ်အိမ်တော်ရင်းနဲ့ပတ်သက်ရင်ကန္တာတာကောင်းတယ်မကောင်းတာလည်းရှိပါတယ်အဲ့ဒါပါဆို ကိုချစ်သူတို့ကိုအိမ်အောင်ဘဲတို့ကိုရဲ့လက်တွဲပေါ်ကကျမ်းမာရေးခြူချာနေလို့ကျမ်းမာရေးညံလို့ကို့မှာစိုးရင်တော့ကတွေနဲ့ပူပန်တော့က ရောက်ရတာမျိုးလေးဆိုတော့ကြုံရတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်တဲ့ကံတာတာအထူးကောင်းတဲ့ပညာရေးကံတာတာအောင်မြင်မဲ့ကံတာတာမျိုးရှိပါတယ်နော်။အဲ့တော့ပညာရေးကံတာတာကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံငွေချင်းနဲ့ပတ်သက်တဲ့ကံတာတာတွေတော်တော်လေးကောင်းပါရှောင်းအမှာတော့လူမှုရေးသတိထားပါအလုပ်အကိုင်းဒီမှာနည်းနည်းဂရုစားရမှာပေါ့နော်အဲ့တော့တောက်ကြသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အရာဆိုရင်နင်းညိုရောင်နဲ့အဝါရောင်နဲ့ကောင်းပါ ထီတို့တာတွေ၊ကံသမဲတို့တာတွေဝါသနာပါတဲ့တောက်ကြသားသမီးတွေဆိုရင်၃ဇာ၅ဇုံတို့၅ဇာ၃ဇုံတို့စတဲ့နံပါတ်တွေရှားပြီးတော့တို့ပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပေါ့စီ၅လုံးကဲလူပူတော်ပြီးတော့ဆုတောင်းပါအညာအခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးအားလုံးလည်းကိုကျမ်းမာစိတ်ချမ်းသာပြီးတော့လူရဆန္ဒတလုံးတော်ရတဲ့ရရှိနိုင်ကြပါစေ။ကျန်တဲ့အောင်ဆောင်နိုင်ကြပါစေလို့ ရီတော်မင်္ဂလာချမ်းနေလိုက်လိုက်လေလေသုတောင်းမြတ်တာပို့တလိုက်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးများအလုံးမင်္ဂလာပါနော်။စနေသားသမီးများအတွက်ဗတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျယ်ပွင့်တဲတော်နမိတ်ကိုတဲတော်ကခொနကကြပြီးတော့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်။အဲ့တော့စနေသားသမီးတွေအတွက်ကြလာတဲ့တဲတော်နမိတ်တွေကိုပထမဆုံးပြောပါမယ်ပေါ့နော်။နံပါတ်1ကငွေကြေးနဲ့ပတ်သက်တာပါ။ သလေသားသမီးတွေရဲ့ကံတရားမှာအကောင်းဆုံးပေါ့ဒီတဲရော့ကတ်ခொနကတ်ကို ကြည့်လိုက်တဲ့ချိန်မှာအရင်အသီးသာထင်ရှားစွာနဲ့ကောင်းနေတဲ့နမိတ်ကဆိုရင်တော့ငွေကြေးနဲ့ပတ်သက်တဲ့ကံပါငွေကြေးနဲ့ပတ်သက်တဲ့ကံတရားမှာကျတော့ The Sun နဲ့ The Sun ဆိုတာနေမင်းကပေါ့နော်နေမင်းရဲ့သဘောဟာထွန်းလင်းတဲ့သဘောဖြစ်တယ်တောက်ပတဲ့သဘောဖြစ်တယ်အဲ့နေမင်းလင်းအောင်ရဲ့အောက်မှာအောက်မှာပန်းတွေဖူးပွင့်ဝေစာနေတဲ့သင်္ကေတနမိတ်ဖြစ်တယ် ။နောက်နေမင်းရဲ့သားတော်ဟာပျော်ရွှင် မြို့တူးနေတဲ့ကံကြမ္မာသမီးဖြစ်ပါတယ်။အဲတော့စနေသားသမီးတွေတော့ဒီကာလတွေမှာငွေကြေးနဲ့ပတ်သက်တဲ့ကံစားတာတွေတော်တော်လေးကောင်းနေတတ်ပါတယ်။ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရတတ်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ပူပန်သောကတွေဟာပြည့်လည်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။သုံးမလို့လို့ဖြစ်နေတဲ့ငွေတွေပြန်ပြီးတော့ဝင်လာတတ်ပါတယ်။ကြောက်ခဲကိုရေပေါ်ဆိုလိုပေါ့နော်ကြောက်ခဲရေပေါ်သလိုပေါ့ကိုယ်အနေနဲ့ကဒါတွေကတော့မရနိုင်တော့ဘူး ဒါမျောလင်းချက်မရှိတော့အဲ့လိုမျိုးလုံးဝဖြစ်နေတဲ့အခြေအနေကနေပြီးတော့အဲပြန်ပြီးတော့တရင်ကောင်းနေကြမယ်အခြေအနေကောင်းနေကြမယ်အကူအညီကောင်းနေရတယ်။နောက်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲကြုံနေတဲ့စနေသားသမီးတွေအတွက်ဒီကလာမှာထူးခြားတာကတော့ရုပ်တရက်အဲအယံဟိုပဲနောက်ဟောစရာကောင်းလောက်တဲ့အကူအညီတွေဝင်ရောက်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲတော့ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတော်တော်လေးကောင်းပါ ဲ့တော့ကျမ်းမာရေးတဲ့ကျမ်းမာရေးကတော့ဒုလူလင်ဆိုဆိုးဆိုးရွားရွားအញ្ញံခိုက်တွေជីជីမမာအញ្ញံခိုက်တွေမရှိပါဘူးကျမ်းမာရေးကံတတာလည်းဒါကောင်းတယ်လို့ယူဆရမယ်ကံတမမျိုးရှိတယ်ဒါတော့ကျမ်းမာရေးညံ့နေတော့ကျမ်းမာရေးတွေပြန်ပြီးတော့ကောင်းနိုင်တယ်အလုံးနဲ့ပတ်သက်တဲ့နမိတ်မှာကျတော့တဖူးတဲ့တဖူးဆိုတာကျွန်တော်တို့ဗမာလူပြောမှသိတယ်အယူကပ်ပါဗျာအဲ့တော့အလုံးကိုင်းနဲ့ပတ်သက်တော့တဲ့ရှေ့တူဝခဲနောက်ဆိုဝခဲအခြေအနေတွေကြုံတယ် ဟိုအလောကကောင်းနှုန်းတို့ဒီအလောကကောင်းနှုန်းတို့ ਨੇ အချိန်ကုံသွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အလောကန်ဟောကုမ္ပဏီဝန်ထမ်းအလုပ်လုပ်နေတဲ့သူတွေဆွေရဝန်ထမ်းအလုပ်လုပ်နေတဲ့သူတွေဆိုရင်အဲ့ဒီအလောက်ကနေပြီးတော့ထွက်ပြေးခြင်းသိတဲ့ပေါက်သွားတတ်တယ်ဆက်မလုပ်ကျင်တော့ဒီလိုကြီးကိုနားပလိုက်မယ်ထွက်ပလိုက်မယ်နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေဆိုရင်လည်းဒီလိုကြီးကိုလုံးဝရပ်တန့်ပလိုက်ခြင်းသိတဲ့ပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် အဲ့တော့လုံးနဲ့ပတ်သက်ပြီးတော့ညွန်သားတွေကဘာဖြစ်မလဲဆိုရင်စနေသားသမီးတွေအတွက်စီးပွားရေးအလုပ်အကိုင်းအကြံစီတွေနဲ့ပတ်သက်တဲ့ညွန်သားတွေကဘာလဲဆိုတော့ငြိမ်ငြိမ်နေတင်တာပေါ့ဒီတိုင်းမှာဘာမှဟိုမဆုံးဖြတ်ချက်ဆုံးဖြတ်ချက်မချမှတ်တင်လက်ရှိအလုပ်ကလေးကိုပဲဒီတိုင်းလေးမှေ့ပြီးတော့လုံးတင်တဲ့အချိန်ကာလမျိုးဖြစ်ပါကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကန်နေတဲ့လူကလည်းစီးပွားရေးအပြောင်းအလဲတွေမလုပ်နဲ့ဟော လုပ်ငန်းတိုးချဲ့တာတွေလုပ်ငန်းရပ်ဆိုင်းတာတွေလုပ်ငန်းအပြောင်းအလဲတွေမလုပ်တဲ့နောက်တော့ကော်မတီဝန်ထမ်းထွက်ချင်သိပေါင်းနေတယ်မထွက်နဲ့အစိုးရဝန်ထမ်းထွက်ချင်သိပေါင်းနေတယ်မထွက်နဲ့ဒီချိန်မှာ အလုံးနဲ့ပတ်သက်ရင်ကြီးကြီးမားမားအပြောင်းအလဲဆုံးဖြတ်ချက်အပြောင်းအလဲတွေမချမှတ်သင့်မင်းနဲ့လက်ရှိအခြေအနေလေးကိုမရင်းရင်တော့အောင်မှေးပြီးတော့နေတိုင်းပြုလုပ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် အဲ့တော့ဒီကလာမှာကျွန်တော်တို့စနေသားသမီးတွေရဲ့အလုပ်ဂိုင်းတွေအကြံစီတွေစိတ်ကူးတွေနဲ့ပတ်သက်ပြီးတော့လုံးရင်ကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်ဘူးလားဆိုရင်လောလောဆယ်တော့အဆုံးဖြတ်ချက်မချမှတ်နဲ့ဟုတ်ငိုပဲပြောရမှာဖြစ်ပါနောက်လူမှုရေးပေါ့နော်လူမှုရေးနဲ့ပတ်သက်ရင်တော့သူကနှလုံးသားမှာဓာတ်သုံးလက်စိုက်နေတယ်ကံကြမ္မာနမိတ်ကြအဲ့တော့လူမှုရေးကံတာဒါမကောင်း လူမျိုးရဲ့အနောက်ကျတဲ့ border တွေအထူးသတိထားတင်တယ်ပေါ့နော်အဓိကတော့ယောက်ျားနဲ့မိန်းမမိန်းမနဲ့ယောက်ျားချုပ်တွေပွေလီမှုတွေကြောင့်စိတ်သောကရောက်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုယ်လိန်ညာလှည့်စားမာယာများတဲ့သူနဲ့ကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်လည်းနည်းနည်းလေးပူပန်သောကများတဲ့များတတ်တယ်ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့စိတ်တူရတတ်တယ်ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့ဒေါသထွက်ရတတ်တယ်သောကဖြစ်ရတတ်တယ်ဆွေမျိုးသားချင်းတွေနဲ့ ဝလန်းခွဲရတတ်တယ်ပေါ့နော်။နောက်ဒီကရမှာဇတ်တူဆေရဘူးတွေပေါင်းဇတ်လေးတွေရှောင်းသိမ့်ပါ။နောက်ပညာရေးကဏ္ဍတွေမှာကျတော့ queen ဆိုတာဘယင်မနမိတ်ကြတယ်။နမိတ်တိုင်းဆိုရင်တော့တော်တော်လေးကောင်းတယ်။အဲတော့အရန်ကောင်းတယ်။နည်းနည်းမဟုတ်ကောင်းတယ်။ပညာရေးကဏ္ဍတာတော်တော်ကောင်းတယ်။အဲတော့စာဝတ်ဖြေဖို့ကြိုးစားနေတဲ့သင်တန်းတက်ဖို့ကြိုးစားနေတဲ့နိုင်ငံသားကိုပညာတော်သင်သွားဖို့ကြိုးစားနေတဲ့စနေသားသမီးတွေအတွက်တူတူကြကြအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ ။နောက်ချင်းရောင်းနေပတ်သက်တဲ့ကန္တရာမှာကျတော့ကင်းသွားဘယင်နမိတ်ပေါ့နော်။ဘယင်နမိတ်ကကျတော့တော်တော်လေးကောင်းပါတယ်။အခြေအကြောင်းပြပြီးတော့စိတ်ချမ်းသာမယ်။အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာ။အဖက်ဘက်ကနေပြီးတော့အဆင်ပြေမယ်ပေါ့နော်။အဲတော့တော်တော်လေးကောင်းပါတယ်။အခြေအဲတော့စနေသားသမီးတွေကိုခြုံငုံပြောရင်တော့အခြေအိမ်တော်ရင်းကန္တရာကောင်းမယ်။ဒီကငွေချင်းနဲ့ပတ်သက်တဲ့ကန္တရာတွေကောင်းမယ်၊ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကန္တရာတွေကောင်းမယ်။ပညာရေးကန္တရာတွေမှကောင်းတယ်ပေါ့နော်။အဲ့တော့အလုပ် နဲ့ပတ်သက်တာရယ်ဆွေမျိုးသားချင်းရယ်လူမှုရေးတွေမှာတော့နည်းနည်းအခက်အခဲလေးတွေကြုံရတတ်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အရာဆိုရင်အစင်းရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်ခီတို့ဓာတ်တွေကံသမဲတို့ဓာတ်တွေဝါသနာပါတဲ့စနေသားသမီးတွေဆိုရင်ကျွန်တော်တို့၄စာ၆စုံတို့၆စာ၄စုံတို့စသည်နံပါတ်တွေရှားပြီးတော့ထိုးတင်ပါတယ်။နောက်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတရားတပကံပေါ့နော်။တရားတပကံကတ်လူပူဇော်ပြီးတော့ဆုတောင်းပါ အញ្ញံခိုက်တွေပြည့်ပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။သနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကြမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒတလုံးတော်ရဲရရှိနိုင်ပါစေ။ကျန်တဲ့အောင်ဆောင်နဲ့မြောက်ကြပြီးတော့စီးပွားဥစ္စာတွေတိုးတက်နိုင်ကြပါစေလို့အယူတော်မင်္ဂလာချမ်းနေလှိုက်လိုက်လေလေဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။